United နဲ့ Brighton, Arsenal နဲ့ Palace, Aston Villa နဲ့ Man City တို့ထိတ်တိုက်တွေ့ဆုံတဲ့ပွဲကောင်းတွေရှိနေတဲ့ Premier League ပွဲစဉ်၉ မင်္ဂလာပါဗျကိုကိန်းစတဖုတ်ဘောရှူအနေကျွန်တော်ညီကိုပါမမြအားလုံးကိုကျေးဇူးပါရခင်ဗျာချန်ပီယံလိပွဲစဉ်ပြီးသွားတဲ့အချိန်မှာပရီးမီးယားလိပွဲစဉ်၉ကကျွန်တော်တို့ကိုစောင့်ကြိုနေပါတယ်ပွဲစဉ်၉မှာလည်းအသင်းချင်းထိတိုက်တွေ့ဆုံမှုမရှိပေမဲ့ကျွန်တော်ဤတန်းမှာရွပြသွားခဲ့တဲ့ပွဲစဉ်တွေရှိနေပါတယ်ဒီပွဲတွေကလည်းပရိသတ်ကိုဖျော်ဖြေမှုရတာအပြည့်အဝပေးဆွမ်းနိုင်မဲ့ပွဲစဉ်တွေလို့ကျွန်တော်ထင်ပါတယ်ဆိုတော့ထုံးစံတိုင်းပဲပရီးမီးယားလိပွဲစဉ်၉ရဲ့ရင်ခုန်စိတ်လို့ရှားစရာ တွဲဆိုင်နေနဲ့ပတ်သက်ပြီးကျွန်တော်တို့အကျိုးခံစားဆွေးနွေးကြည့်အောင်ခင်ဗျဒီတစ်ပတ် Premier League ပွဲစဉ်တွေကတော့အခုလာမဲ့တောက်ကြညကလေးကရှင်ပြိုင်ကစားမှာဖြစ်ပါတယ်တောက်ကြညတနအိခွဲမှာတော့ Leeds United နဲ့ West Ham တို့ထိပ်တိုက်တွေ့ဆုံမှာပါ Leeds ကလည်းယုံကြည်လို့ရတဲ့အသင်းတစ်သင်းမဟုတ်ဘူးကျွန်တော်အမှန်တမ်းပြောရရင်တန်းတက်လာတဲ့အသင်း၃သင်းထဲမှာလေတကယ်တမ်း ရီးမီးယားလီးနဲ့တွဲပြီးတော့မှတ်မိနေတဲ့အသင်းတသိမဲ့ရှိတယ်ကျွန်တော်ကဆန်ဒလန်ပဲမှတ်မိတယ်ဒါကလည်းဆန်ဒလန်မှာကစားသမားကောင်းအများကြီးပါတာရှိတယ်လို့နောက်နီးပြကလည်းအကောင်းဆုံးတလတာမန်နေဂျာစုတွေမှာပါဝင်တာလည်းပါတယ်ဗျကျန်တဲ့အသင်းနှစ်သင်းကိုဒါပရီးမီးယားလီးယားအသင်းတွေလို့လို့စိတ်ခံစားချက်မရဘူးဗျာဟုတ်လားအဲ့တော့တစ်ဖက်ကဝက်ဆန်အနေနဲ့အဆက်ဆက်ရိုးရင်းပျက်စီးနေပြီဂရန်ဘော်တာလက်ထံမှာလည်းတိတ်အဆင်မပြေသေးဘူးညူနိုဆန်တိုလက်ထံမှာလည်းလက်ရှိအချိန်ကြီးမကောင်းသေးဘူး ညနိုဆန်တိုအနေနဲ့အကောင်းဆုံးပြင်ဆင်ပေးဖို့လိုတယ်ဗျကျွန်တော်အထင်ပြောမယ်ဆိုရင်ဝက်ဆန်ရဲ့ဒီနှစ် goal ကတမ်းမဆင်းဖို့ပဲဖြစ်လိမ့်ရာသီအစပဲရှိသေးပေမဲ့ပရီးမီးယားလိမှာရောင်ဝါးသွားလို့လို့မရဘူးအခုချိန်မှာအသင်းကပြောင်းလဲမှုတွေအများကြီးလုပ်ထားတယ် Northern Forest need to ပဲတိတ်ပြီးတော့အခုချိန်ထိ stable မဖြစ်သေးဘူးဒီအတွက်ကြောင့် Leeds United ကွင်းမှာခက်ခဲနိုင်တယ်လို့ကျွန်တော်ယူဆမိပါတယ်နောက်တစ်ပွဲကတော့ကျွန်တော်စနေညမှာရှင်မြိုင်စားမဲ့ပွဲတွေပေါ့နော်နှစ်ပွဲရှိရဗျစနေညမှာတော့ည၈နာရီခွဲမှာကစားကြမှာဖြစ်ပါတယ် Chelsea Sunderland ပွဲနဲ့ Newcastle Fulham ပွဲတစ်ပွဲပါအဲ့ Chelsea ကလည်းဒီပွဲစဉ်မှာမတော်တဆပွဲချက်ကောင်းချက်နိုင်တယ်ဒါမှမဟုတ်လေဗျာဒီလောက်လူစင်းစုဖွဲ့မှုမျိုးကြီးနဲ့ ်ပွဲချက်တယ်လို့လည်းမပြောသင့်တော့ပါဘူးဒါကျွန်တော်ကဆန်လန်ဘရီဘယ်သူဘယ်ပုံရှိတယ်လီဘရစ်ကနီးပြကောင်းတရားကစားသမားစုဖွဲ့မှုကလည်းကောင်းနေပါじゃんကျွန်တော်အဲ့ဒါခေါင်းထဲသိပ်ပြီးမထည့်ဘူးအဲ့လိုအသင်းမျိုးမှာကျွန်တော်တွေခက်ခဲနေအောင်မယ်ဆိုရင်ဘာတွေမျောလင်းလို့ရမှာမို့လို့တော့အိတ်ကွင်းစတက်ဖို့ဘရစ်ဆိုတာကလည်းအစွဲမရှိတော့တာကြာပြီကျွန်တော်ပြန်ပြီးတော့လက်ရှိလမ်းကြောင်းမှာတက်လန်းနေတဲ့အားလေးနဲ့တူတူ ဒီပွဲစဉ်ကိုလည်းဘာမှအပြစ်ပြောစရာ မလိုအောင်ထောက်ကွက်မရှိအောင်အနိုင်ရကိုရဒီနှစ်ဘောလုံးရသည်ကကျွန်တော်တို့အတွက်အားကောင်းဆုံးအချိန်ကာလပဲအန်ဒူမော်ရပ်စ်ကလက်ထက်မှာပြောတာနော်အခုဆိုရင်ဘန်ဖီကာ9ပွဲ အပီး နောက်ထပ်နိုင်ပွဲ၃ပွဲကျွန်တော်ထည့်ရတယ်၄ပွဲစက်တိုက်နိုင်ပြီးပြီ၅ပွဲစက်တိုက်နိုင်ဖို့ဘာကြောင့်မဖြစ်နိုင်ရမှာလဲချဲစီဖြုတ်ဖို့များတဲ့ပွဲစဉ်ဖြစ်ပါတယ်နောက်တစ်ပွဲက Newcastle နဲ့ Fulham ဒီနေ့ကဒီ Fulham ကလည်းကျသွားတယ်ပေါ့နော်တစ်ဖက် Newcastle ကတော့ကျမသွားဘူးကျွန်တော်ကတော့ Newcastle အကြောင်းပြောတိုင်း credit ပေးချင်တာ Eddie Howe ဖြစ်ပါတယ်တကယ်ကို ော်တဲ့ပုံကိုတရားဆာလတ်ပြီးခဲ့တဲ့เนาะဟိုမှတ်ချက်တွေထဲမှာအဒီဟောင်းကထိတ်ဆုံးရပါတယ်အဒီဟောင်းကသူသဘောကျတယ်အဒီဟောင်းကအင်္ဂလိပ်နီးပြရဲထဲမှာအရေးသွေးရှိတဲ့နီးပြတယောက်ဆိုတာပြောခဲ့ဘူးတဲ့အဒီဟောင်းနဲ့မန်ချက်စတာယူနိုက်တက်ဆိုရင်တော်တော်လိုက်မှာဗျထားပါအခုချိန်မှာတော့ The Newcastle ကိုသူတာဝန်ယူပြီးတော့အကောင်းဆုံးသူ့အလုပ်သူလုပ်နေတယ်ပေါ့နော်တိုက်စစ်မှုအိဆက်ထွက်ခွာသွားသည့်တိုင်အောင် For the Medi နဲ့အကောင်းဆုံးဖြစ်တင်ပြီးတော့ဒီနေရာကိုဖြည့်ရှင်းပေးထားနိုင်ခဲ့တယ်အဲ့တော့ကြောင့် St James ဘက်မှာ Fulham အနေနဲ့အလူးလဲအကွဲပြဲခံစားဖို့ရှိနေပါတယ် နောက်တဲ့ဘွဲကတော့ည7:00နာရီမှာရှင်ပြိုင်ကစားမယ် Manchester United နဲ့ Brighton ဘွဲဖြစ်ပါတယ်ခင်ဗျာအဲ့တော့ Brighton အနေနဲ့အသင်းကြီးကိုအမြဲတမ်းလိုလိုဒုက္ခပေးတဲ့ အတင်းတင်းဖီအားလည်းမရှိဘူးဟာဇလာကလည်းအေးဆေးပဲကစားသမားတွေရောင်းထုတ်ရမလားရောင်းထုတ်လိုက်တယ်သူ့ရဲ့အရင်သေးပိုင်းကိုသူယုံကြည်တယ်ဟာဇလာနဲ့ဘရိုက်ဒန်ကတော့တော်တော်လေးလိုက်ဖက်တယ်လို့ပဲပြောရမှာပါအဲ့လိုပြောလို့လည်းဒါဘရိုက်ဒန်ကနီးပြရကန်ကောင်းတဲ့အတင်းတွေမှာပါတာဟုတ်ဗျကျွန်တော်ဂရီယန်ပေါ်တာမှတ်မိတယ်နောက်ရော့ဘတ်တိုဒီဇာဘီအခုဆိုရင်လည်းဟာဇလာနီးပြ၃ယောက်လုံးကအတင်းကိုရိုင်နဲ့သွားအောင်လှုပ်ခဲ့တဲ့နီးပြဆိုတာမရှိဘူးဟိုကောင်းထက်ကောင်းအောင်ပဲလှုပ်ခဲ့တယ်ပေါ့ ။ဒါအပြင်ရန်ကူးပါမင်းတို့လိုပလေယာမျိုးတွေကလည်းတဟုန်လို့တက်လာတယ်။နောက်ဘောလုံးရသည်တရာတီလောက်ရောက်ရင်အသင်းကြီးကအပြိုင်ဆိုင်ခေါ်ကြအောင်မယ်။ရန်ကူးပါမင်းရှယ်ပဲ။နဂိုကရဲကဒီမီတိုမတယောက်ထဲနဲ့ထိမှုခတ်ပါတယ်ဆိုမှရန်ကူးပါကလည်းအဲ့လိုတက်လာတဲ့အချိန်မှာ Brighton ရဲ့ဝင်းတွေကပိုကောင်းလာတယ်။ဒါအပြင်အတိုးကြီး Danny Webber ကလည်းရှယ်တွေကိုးတွေတွင်းနေတယ်။အဲ့ဒါကြောင့်သူ့ရဲ့အသင်းရောက်တဲ့ထိတ်တိုက်ရင်ဆိုင်ရမယ့်ပွဲမှာ ုက္ခပေးဖို့ကြိုးစားလာမှာတော့အသေးကြပဲဗျဒါပေမဲ့ United ကလည်း Ruben Amorim လက်ထက်မှာပထမဆုံးနိုင်ပွဲနှစ်ပွဲကိုသူတို့ရရှိခဲ့ပြီးယုံကြည်မှုနဲ့စိတ်တဲ့ပိုင်းကောင်းနေတယ်ကျွန်တော်ပြောပါတယ်ဂိုဒမအဆလို့တိုက်စစ်မှုထိ position 7နေရာလုံးအတင်းတော့အရေးကြီးတယ်လို့ဂိုဒမယုံကြည်မှုပေးစွမ်းထားတယ်ဗျအခု Lamans League ဟာ bro ဂိုဒမပဲလေဘာလဲဂိုးသွင်းတာမှမဟုတ်တာမထင်လိုက်နဲ့နောက်တန်းကစားသမားတွေကစားပုံကောင်းအောင်ယုံကြည်မှုပေးစွမ်းနိုင်တယ်အဲ့တော့ကြောင့်ဒီပွဲစဉ်ဟာအပြိုင်ဆိုင်နဲ့ကြည့်လို့ကောင်းနိုင်တယ်ယူနိုက်တက်တတိချနိုင်မယ်လို့တော့ပြောလို့မရဘူးဒါမဲ့လည်းနိုင်ဖို့ကြိုးစားပါလိမ့်မယ်ပွဲကြီးပွဲကောင်း တစ်ပွဲကိုစနေနေ့မှာတေချာပေါ့ကျွန်တော်တို့ကြည့်ရှုရပါလိမ့်မယ်ခင်ဗျအဲ့တော့ကျွန်တော်စနေနေ့ရဲ့နောက်ဆုံးပွဲပေါ့နော်အဲ့ပွဲစဉ်ကတော့ Brentford နဲ့ Liverpool ရှင်းပြကြတဲ့ပွဲပါညတနအိခွဲမှာကစားမှာပါ လီဗာပူးကိုတွားပြီးတော့ short တွက်လို့မရဘူးဗျဒါချန်ပီယံဖြစ်နိုင်ခြင်းရှိတဲ့အသင်းတစ်သင်းပဲလေ Frankfurt ကိုဂိုးပြတ်အနိုင်ယူခဲ့တယ်ဒီ Frankfurt ကိုဂိုးပြတ်အနိုင်ယူတဲ့ချန်ပီယံလိပွဲစဉ်ကဒီနေ့ရာသီမှာသူတို့ရဲ့ဂိုးအပြတ်ဆုံးနိုင်ပွဲတစ်ပွဲစဖွင့်လိုက်ပြီးကစားသမားတွေယုံကြည်ချက်ရှိသွားပြီး Brentford ကဘာမှမလုပ်လဲဗျကျွန်တော်ပြော Kate Andrews Thomas Frank လောက်တော့ဟိုအသင်းကိုကောင်းမွန်အောင်တည်ဆောက်ဖို့အချိန်ပေးရအောင်မယ် Kate Andrews ကိုနီးပြကောင်းမဟုတ်ဘူးလို့ပြောရမှာမဟုတ်တော်တယ်အရှင်တော့ကဒီ Brighton မှာ sorry ဒီ Brentford မှာပဲ position တနေရာကနေတာဝန်ထမ်းဆောင်လာပြီးအခု manager ဖြစ် သွားတာတော်တယ်မတော်ဘူးပြောတာမဟုတ်ဒါမဲ့လေလီဗာပူးကကြားနာသူ့ရဲ့ဟိုအာသာမပြေမှုကိုတားဆီးနိုင်မှုဆိုတာခတ်အောင်မယ်ဗျအဲ့တော့ကြဒီပွဲထဲမှာလီဗာပူးရဲ့အာသာပြေမှုကိုကျွန်တော်တို့တွေ့ရအောင်ပါကျွန်တော်နောက်ထပ်ပွဲတွေကတော့တနင်္ဂနွေညမှာရှင်ပြိုင်ကစားမယ့်ပွဲတွေဖြစ်ပါတယ်ညရှစ်ခွဲတွေကကစားမှာပေါ့နော်ဘုံမောက်နဲ့ Northern Forest နောက်ထပ်ပွဲကတော့ Arsenal နဲ့ Palace Aston Villa နဲ့ Mercedes Wolverhampton နဲ့ Burnley အလုံး၄ပွဲရှိတယ်အဲ့၄ပွဲမှာဆိုရင်ဒါအသင်းအသင်းတွေ့တဲ့ပွဲစဉ်တွေက အသင်းကောင်းနေပြီပဲဒါအာစနယ်ဆိုရင်လည်းပဲလစ်ကိုသတိကြီးကြီးထားပြီးတော့ကစားလိမ့်မယ်ဒါပေမဲ့ဗျာအာစနယ်ကြီးကလည်းလွန်နေပေါ့နော်အဲ့တလူတွေကျွန်တော်တို့ဟိုတီကိုနဲ့ပွဲမှာထင်ခဲ့တယ်ဘယ်အသင်းကိုမှကျွန်တော်အထင်မကြီးတယ်လို့ဘယ်အသင်းကိုမှလည်းအထင်မသေးဘူးတကယ်ကောင်းတယ်ဆိုရင်သူများထက်ကြားကောင်းအောင်ကျွန်တော်ပြောပြလိုက်တာပဲရှိတယ်။ဒါပေမဲ့တကယ်ကောင်းမှုတော့လိုတယ်။တကယ်မကောင်းမဲ့နဲ့ကြားကောင်းအောင်ပြောရင်တော့ဒါအထိပ္ပယ်မရှိဘူး။ကျွန်တော်ဝိုင်းဆဲကြလိမ့်မယ်။ဆိုတော့အာစနယ်အနေနဲ့တကယ်ကောင်းတာတီကိုဒီအသင်းကောင်းတင်ကျွန်တော်ဘာမှမရှင်းမတွက်ဘူး။တီကိုနဲ့ဘဲလစ်နဲ့ဆိုဘရိုးပဲစဉ်းစားကြည့်ဗျာ။တင်မလား။တီကိုကတာ တာပေါ့အခု Palace ကလည်းဂျားထဲမှာဥရောပပွဲစဉ်ရှင်ပြိုင်ကစားရတယ်။ Arsenal ကလည်းကစားရတယ်။ Arsenal ရဲ့တက်တောင့်တက်တောင့်ပို့ပြီးတော့ကစားနိုင်တယ်။ဘာကြောင့်လဲဆိုတော့လူစည်းစုဖွဲ့မှုကတော်တော်လေး squad ဖြစ်တယ်။သူတို့ရှေ့ကပြေးနေပြီးဒီပွဲစဉ်ကိုလည်း Emirates မှာအမှားရင်းခံမယ်လို့မထင်ဘူး။အချိန်တန်ရင်တော့ Arsenal နဘိန်ကံမှာပဲဗျ။တီးမှာပဲ။တိုးတော့ Brighton United ပွဲလိုမျိုးပဲတစ်ဖက် Palace ကလည်းဒုက္ခပေးနိုင်ဆိုတဲ့အပြေအဝရှိနေတယ်။ဒါတော့တတိကြီးကြီးနဲ့ကစားရပါလိမ့်မယ်။ နောက်တစ်ပွဲကတော့ Aston Villa နဲ့ Man City Aston Villa ကတော့ဒီနေ့ရာဒီမှာတိတ်ဖိအားမရှိတဲ့ပုံပဲဗျ Man City ကလည်းနိုင်ပွဲလေးတွေတော့နောက်ပိုင်းဆက်လာတယ်သူ့မြဲအာလင်းဟာလန်ရဲ့ twin goal တွေပေါ်သွားပြီးမူတည်နေတာတိတ်တော့မကောင်းဟာလန်အတွက်ကြည့်ရင်တော့ကောင်းတယ် Man City အတွက်ကြည့်ရင်တော့မကောင်းဒီစကားကိုလည်း Pep Guardiola ကိုယ်တိုင်ပြောမှုတယ် Villa ဘက်မှာခက်ခဲနိုင်တဲ့ပွဲစဉ်တစ်ပွဲပါနောက်ထပ်တစ်ပွဲကတော့ Wolverhampton နဲ့ Burnley ဖြစ်ပြီးနောက်ဆုံးပွဲတစ်ပွဲကတော့ည7:00နာရီမှာရှင်ပြိုင်ကစားမယ် Everton နဲ့ Tottenham Hotspur ပွဲဖြစ်ပါတယ် ဆိုတော့ကျွန်တော်ဒီတစ်ပတ်ပရီးမီးယားလိပွဲစဉ်ကိုကစားနေစဉ်အချိန်ကာလအတွင်းမှာတစ်ဖက်မှာလည်းအက်ကလစီကိုဒါဘီရှိရဲ့ဗျရီယယ်မက်ဒရစ်နဲ့ဘာစီလိုနာပွဲပေါ့နော်ဒါတစ်ချက်တည်းကျွန်တော်အသိပေးတာပါကဲဒီတစ်ပတ်မှာရှင်မြန်ကစားမယ့်ပရီးမီးယားလိပွဲစဉ်ကိုနဲ့ပတ်သက်ပြီးတော့ကျွန်တော်ညီကိုတွေဘာရီမြန်ဝင်အောင်မှတ်ချက်ပေးခြင်းတည်းလဲကွန်မန့်ထဲမှာရေးသားပေးသွားကြပါအောင်ခင်ဗျာ